ားလုံးပဲမိလာပါရှင်။သမီးတို့ကတော့ကြီးတွဲမှចောင်းသားចောင်းသူလူများပဲဖြစ်ပါရဲ့ရှင်။သမီးတို့အဖွဲ့ကနေပြီးတော့ဒီကနေ့မှာဂျီတွဲမြန်မာစာမှအမျိုးသားပညာဝင်ဦးဖိုးကြားရေးသားထားပြီးသူ့ရဲ့ကိုရီးဝိတ္ထုများစာအုပ်ကနေပြီးတော့ကောက်လုပ်ထားတဲ့ဖျားဖူးသွားခြင်းဆိုတဲ့ဝိတ္ထုတို့လေးကိုသမီးတို့ចောင်းသားចောင်းသူတွေကနေစူပေါင်းကကိုယ်တိုင်အတန်သေးုပ်ဆောင်ပြီးပုံဖော်ထားတာလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ုတ်အခုလိုမတင်ဆက်ပေးခင်လေးမှာစာရေးသူဦးဖိုးကြရဲ့ကိုရီးအချင်းချုပ်ကလေးကိုဥစွာပထမအနေနဲ့မိတ်ဆက်ပေးပါရစေရှင်။ဦးဖိုးကြကိုမြန်မာနှစ်1252ခုနှစ်ဟင်္ဒရာခရိုင်၊နိဗ္ဗန်ရွာမှာ အဖဥဖေနှင့် အမိဒေါ်တောင်းတို့ကနေဖွားမြင်ခဲ့ပါတယ်။ဝိရှင်လေးယောက်ထဲမှာမှ သူကတတိယမြောက်သားလေးဖြစ်ပါရဲ့ရှင်။နိဗ္ဗန်ရွာဥဒသနာအကြောင်းမှာပညာသင်ယူခဲ့ပြီးအစိုးရရဲ့လေးတန်းကိုလည်းအောင်မြင်ခဲ့ပါရဲ့ရှင်။ ခြောက်တန်းအောင်ပြီးတဲ့နောက်ဥတုံတရာအကြောင်းမှာလောကတကြောင်ဆရာအဖြစ်အမှုထမ်းခဲ့ပြီးတော့1918ခုနှစ်သူ့အသက်28နှစ်မှာတော့ပသိမ်မျိုးကတိုင်တရာအကြောင်းမှာဆယ်တန်းအောင်မြင်ခဲ့ပါတယ်ရှင်။အဲဒီနောက်ဘီအေဘွဲ့ကိုရန်ကုန်ဂျပ်ဆင် ကောလိပ်ကနေပညာသင်ယူရရှိခဲ့ပြီးတော့1920တောင်သားတပိတ်မှာလည်းထင်ရှားတဲ့ခေါင်းဆောင်တဦးဖြစ်ခဲ့ပါတယ်။1929ခုနှစ်မှာတော့မအေးကြီးနဲ့ချစ်ကြိုက်ပြီးတော့လက်ဆက်ခဲ့ကြရာမောင်စောဝင်းဆိုတဲ့သားတယောက်ကိုလည်းဖွားမြင်ခဲ့ပါရဲ့ရှင်။ ။ဦးဖိုးကျားဟာ1942ခုနှစ်ဧပြီလ17ရက်နေ့သူ့ရဲ့အသက်52နှစ်မှာရန်ကုန်ထိုင်းတပင်မြို့၌ကွယ်လွန်ခဲ့ပါတယ်။ဟုတ်ဟုတ်ကဲ့ပါရှင်။အခုတင်ဆက်ပေးသွားတာကတော့စာရေးသူရဲ့ကိုရီးအချင်းလေးပဲဖြစ်ပါရဲ့ရှင်။ဒီတော့ကျမတို့အခွဲကနေပြီးတော့ဆက်လက်ကဝတ္ထုလူလေးများကိုတင်ဆက်ပေးသွားပါတော့မယ်ရှင်။ထက်ဆက်ပြီးတဲ့အခါမှာတော့ဝတ္ထုတို့ကနေရရှိခဲ့တဲ့သင်ကန်းစာ၊ရည်ရွယ်ချက်တွေစတာတွေကိုလည်းမျှဝေပြီးသွားအောင်ပါမလို့အဆုံးထိဂယုတစိုက်ပြည့်စုံနာဆင်ပေးကြဖို့တောင်းဆိုအပ်ပါရဲ့ရှင်။ ဟုတ်အဲ့ဒါဆိုလို့ရှိရင်ဝတ္ထုတို့လေးကိုစလိုက်ကြအောင်ပေါ့ရှင်။ ော်ကောလိပ်ကျောင်း BA အောက်တန်းတက်တုံးကကျွန်တော်နဲ့အတူအတန်းတူအတန်းခင်မင်ခဲ့တဲ့မိတ်ဆွေတယောက်ရှိခဲ့ဦးပါတယ်သူကတော့မောင်ထွန်းမောင်ဝင်းဖြစ်ပါတယ်ထွန်းမောင်ကအလွန်အေးဆေးနေရတဲ့သူစကားနဲ့တဲ့သူမဟုတ်မှန်မားတဲ့ရမပြောတတ်တဲ့သူအိမ်ဒီကြီးနဲ့နေတဲ့ထိုင်တဲ့သူဖြစ်ပါတယ်စကားနဲ့တဲ့သူတွေရဲ့စကားလေးနေတဲ့သူပဲထွန်းမောင်ကစကားပြောရင်လည်းကျွန်တော်တို့ចောင်းသားတွေကဂီးဗျူနားထောင်ကြပါတယ်။ចောင်းဝပြောဆိုရတဲ့ဆိုတဲ့သူတွေတောင်မှထွန်းမောင်ရှင်းပြောက်သွားရင်ဖြင့်စကားပြောခဲ့ကြပါတယ်။ အကြောင်းကတော့ထမောင်းကတစ်ချက်တစ်ချက်ဝင်ဝင်ထောက်လိုက်ရင်သူတို့ရဲ့ကြွားဝါတဲ့အကြောင်းအရာတွေကချက်ချင်းပေါ်သွားကြလို့ပဲဖြစ်ပါတယ်ထမောင်းအကြောင်းထပ်ပြောရရင်တော့သူကအဖောင်းဖော်တွေနဲ့အချိန်ဖြုံးနေတယ်ဖူးတယောက်တည်းတွေးတော့ပြီးတော့စာဖက်ရတာဖြစ်ဖြစ်လုံနေတတ်ပါတယ်အဲ့လိုအလွန်ယူသားပြီးတော့ဖြောင်းမတ်တဲ့သူဖြစ်တာကြောင့်အကြောင်းသားတွေကသူ့ကိုဝိုင်းပြီးတော့ယူသေးကြခင်မင်းကြတာပဲဖြစ်ပါတယ်ကျွန်တော်နဲ့သူကတော့တခြားသူတွေတဲ့ပို့ပြီးတော့ခင်မင်းကြပါတယ် အဲ့ဒီနဲ့ဒီဇင်ဘာမြန်မာလာနေဆိုရင်နေရောပြသူလာလောက်မှာပေါ့ကျောင်းဝဆင်းနေပိတ်တယ်လေအဲ့ဒီချိန်တုန်းကကျောင်းသားများစုကစိုက်ထီယိုဖီးယားကိုကိုဒီဖွဲ့တွေဖွဲ့ပြီးခီးသွားကြတော့ကျွန်တော်လည်းသွားကျင်တာနဲ့ထွမောင်ရဲ့အခန်းကိုသွားခဲ့ပြီဖျောင်းထွမောင်ငါတို့စိုက်ထီယိုသွားရအောင်ကွာတို့ဆက်နေတောင်ရရရတာဖျားဖူးသွားတာစိုက်ထီယိုတောင်သွားရမလားကွရှီတကုံဖျားသွားပါတော့လားတူတူပဲပေါ့မတူးစရာ စိုက်ထီးရောမျက်စောပဲကိုရိုတိုင်းငါတို့မြန်မာပြည်ကိုကြွက်လာပြီးတော့ချက်သိတဲ့ဘောက်ဆန်တော့ပေးတဲ့အဲ့ဒီဆန်တော့စိတ်ကိုထာမနာပြီးတည်တာမောင်ရဲ့နားလေလားဖေယားဒီကိုကြွက်လာတယ်လို့မင်းကဘသူပြောလဲမင်းကလည်းအတော်ကွာကြတဲ့ကောင်မဲကွာဘသူကပြောရမလဲကွယ်သမိုင်းထဲမှာဒေးချာချောက်ရေးထားတာအဲ့ဒါမင်းသိရဲ့လားအဲ့ဒီမင်းသမိုင်းကရောဘသူဘယ်တုန်းကရေးခဲ့တာလဲဘသူကရေးတယ်လို့တော့မင်းကိုဒေးချာတန်တော်မတင်နိုင်ဘူးရှင်းပညာရှိလူကြီးရေးခဲ့တာဘောကွယ်ဟာဟာဟာမင်းမှတ်မိသေးရဲ့လား မင်းနဲ့ငါနဲ့ပြည်မျိုးကိုသွားလဲကြတော့ကဘုံကြီးတပါတော့တပောင်မင်းကြီးရဲ့အဝလဲတော်အစ်စ်ကိုပြာချသစ်စီတရုတ်ကိန်ပြီးလှူထားတယ်ဆိုတော့ကမ္မဝါစာကိုထုတ်ပြတော့မင်းကကိုတော်ဘဲနဲ့တည်တယ်လဲဘာလဲညာလဲဆိုပြီးစစ်စစ်ပေါ့ပေါ့မေးတော့ဘုံကြီးကစိတ်ဆိုးပြီးမင်းကိုမောင်းချတာအမှီသေးရဲ့လားအခုလဲမင်းက ရာဇဝင်ဆရာမို့တည်တည်ချာချာတိမလားလို့မေးတာပါဗျာမကြိတ်မမေးပါဘူးဟဲ့ကောင်တော်ပါကွယ်မင်းကတစ်ခါတစ်ခါအင်မတန်စားရှိရဲ့မင်းလိုက်ခြင်းလဲလိုက်လိုက်ခြင်းလဲနေငါတယောက်ထက်တော်လို့ကြည်သွားတော့မှာပဲဟင်ဖေရတရားကြီးညူတဲ့လူကလည်းစိတ်တူလိုက်တာကိန့်ကွယ်ငါကပဲလျှော့ပါမယ်ငါလိုက်ပါမယ်အဲ့ဒီခါမှကျွန်တော်ကပြုံးလိုက်ပြီး ဒီလိုမှပေါ့ကွ။ငါမှငွေ90လောက်တို့ဆုထားတယ်။မင်းမရော။ငါမှလည်း90ကျက်လောက်ပါပဲ။အေးနေရာကြရင်ဈေးစားကစားဖို့တောက်ဖို့15ကျက်လောက်ပဲကုန်မယ်ထင်ပါလေ။လူ့ဘဝတန်းဖို့အပေါင်းကြီး။ပူနေရပဲ။ကဲခုညပဲသွားကြစို့ကွ။အဲ့လိုနဲ့ကျွန်တော်တို့နေရာကိုကြိုက်ထုတ်ဘူးတော့ရောက်သွားခဲ့ကြပြီ။အဲ့ဒီချိန်တော့ကမော်တော်ကားတွေမပေါ်သေးတော့ကျွန်တော်တို့တကယ်ရဲ့နေရာကလှဲငါပြီးသွားခဲ့ကြပါလေ။ ဂျိုက်ထီးဟုတောင်းချေကင်ပွန်းစကန်နာမရောက်ခင်ခီးတွေတော်တော်လေးမှာအင်းဝစကန်ကိုရောက်သွားကြပြီးကျွန်တော်တို့ခီးနားခဲ့ကြတာပေါ့သမင်းဟင်းလက်ဖက်ရည်ဘူးတိကျော်ဒီလိုအစားတောက်တွေကလည်းပြည့်စုံတဲ့နေရာလေးတစ်ခုဖြစ်တာပေါ့အဲဒီစကန်ကရွာနီးချောက်ဆက်ကလာရောက်ကြပြီးစိုင်တဲခင်းထားတဲ့နေရာစကန်ကြီးတစ်ခုဖြစ်ပါတော့တယ်အဲဒီအင်းဝဆိုင်စုရဲ့မြောက်ဖက်အတန်အကွာဝေးမှာရှိတဲ့တေးပင်ကြီးတစ်ပင်အောက်မှာ တိုင်းငယ်လေးတစ်ခုရှိနေတယ်။အဲ့ဒီတိုင်းငယ်ဘက်ကိုထွန်းမောင်ကရှောက်သွားတော့မြင်လိုက်ရတော့အဲ့တိုင်းငယ်ရဲ့အပေါက်မှာရက်ပြီးအတော်ကြာကြည့်နေတာကိုကျွန်တော်သတိထားလိုက်မိရဲ့ဒီလိုနဲ့နိုင်ဝလောက်ကြတော့ကျွန်တော်လည်းသွားစင်ကြလာပြန်တာနဲ့ထွန်းမောင်အဟွဲပြီးခေါ်ရတော့လေထွန်းမောင်ကလည်းခက်တုတ်တုတ်လာခဲ့ပြီ။ဟေ့ဟူတဲထဲမှာအဘိုးကြီးလင်မယားနှစ်ယောက်နဲ့မင်းနှစ်ယောက်ဖျားပြီးလဲနေတယ်။ငါစားတော့ကလေးဝယ်ပေးခဲ့ခြင်းနဲ့မင်းတို့သွားနေကွယ် ကင်းဝမ်စခန်းကိုငါမိလက်ခဲ့မယ်။ဟောဗျာမင်းဘွေဖောက်ပြီမင်းကျင်းအရအလိုပဲစိတ်စူးစားကြီးနဲ့ကဲမောင်သဘောရှိငါတော့မင်းကိုစောင့်မနေနိုင်တော့ကင်းဝမ်စခန်းကိုမိအောင်တော့လိုက်ခဲ့ပြီးတော့မမီရင်တော့ငါဆက်သွားမှာပဲ။ပြပါကွယ်ငါမိအောင်လက်ခဲ့ပါမင်း။ ကျွန်တော်မှာတော့ဖះရောက်ရောက်လို့ဆိုနေကျွန်တော်တို့အကြောင်းကအကြောင်းသားတစုထက်ရောက်လာခြင်းနဲ့တိုက်ဆိုင်တာကြောင့်သူတို့ဖွဲ့နဲ့ရောပြီးလိုက်သွားခဲ့ပါတယ်။ကင်မွန်စကန်ကိုရောက်ဝင်မယ်လဲထုံးမောင်းပေါ်မလာခဲ့ပါဘူး။ဒီလိုနဲ့ပဲရေမြောင်ကလေးရေမြောင်ကြီးဘူးပြန်တောင်အဆိုင်တမော့စကန်းစင်လိုက်တိုင်းနောက်ဆန်တငင်းနဲ့ရောက်လာခဲ့ပြီးတော့နောက်မှာတော့ကျွန်တော်ကဖះရောက်တော့ရောက်သွားခဲ့ပါတော့တယ်။ထုံးမောင်းကတော့ပြောခဲ့လို့ပဲပေါ်ဘူးမလာတော့ပါဘူး။ ဖះရိုးရောက်ခဲ့ရင်မလို့ကျွန်တော်တို့သူကတော့တပြောတပားကြီးပြောဆိုကကလာခဲ့ကြပြီးဖះနီနာရောက်တော့နှက်ရုံနှက်စင်တကူနာမှာမိမကြီးတယောက်ပတ်စံလူခံနေတာကိုတွေ့ရပါလေရောအဲ့နှက်ရုံကြီးကလည်းပါရစံနာစံပဲ့နေတယ် အဲ့ဒီဘဲကိုပြပြီးပြင်ဆင်မှုပတ်စံလူခံနေတာဆိုပြီးအဲ့ဒါနဲ့ကျွန်တော်တို့လည်းရုတ်တရက်ဒေထားမိလိုက်တာပေါ့ပြီးခဲ့တဲ့နှစ်တွေတုန်းကကျွန်တော်တို့အခန်းကအចောင်းသားတချို့ကစိုက်ထီးကပြန်လာကြတော့အဲ့ဒီပါပဲ့နားပဲ့နေတဲ့နတ်ဆင်ကနတ်ကတော်ကြီးကိုနမ်းမိခဲ့ကြတယ်ဆိုပြီးပြောပြတော့တတိယအားနဲ့ကျွန်တော်တို့နဲ့အဖို့ခေါ်လာလဲသမားကိုမိကြည့်လိုက်တဲ့အခါမှာလဲသမားပြုံးရဟန်နဲ့ဒီပဲ့တွေဟာကြားလာပြီဗျာပြင်လိုက်ရင်နောက်ထပ်ပတ်စံဘယ်နဲ့လုပ်လို့ခံမလဲဗျလဲသမားအဲ့လိုပြောလိုက်မှာ ကောလိပ်ကျောင်းသားရဲ့တားတဲ့အလှသမားရဲ့စီးတဲ့ရဲ့ဆိုတော့သိလိုက်ရပါတယ်။ဟုတ်ကွယ်ရသိတ်ရရသိတ်မာတွေဖိုးသူတော်ရဲ့မေဒီကမေရီပေါ်လာ ਈ လားကွယ်။အဲ့ဒီအချိန်မှာခါရမီလည်းပါတယ်ဗျ။ကျွန်တော်တို့ဖျားရှိခိုးနေတော့မှာပဲ။ကိုကြီးပန်းနေလာရနော်။မွေးလဲမွေးတယ်ဖျားကလည်းကုလိုတွေများကြီးရတယ်ပန်းနေအားပေးတော့ပါဦး။ပန်းတယ်ရွှေတယ်ရေတယ်တွေနှောက်ရက်ကိုတော်တော်ခံလိုက်ရပါတယ်။ဘာလို့လဲဆိုတော့ဖျားရှိခိုးနေတော့မှာပဲ။ ရေပန်းရွှေဝဲပါဘူရပါဆိုပြီးတော့တစားစားလိုက်ပြီးပူနေတာကျွန်တော်ကလည်းကလေးစားချေချင်တာနဲ့ပဲအဲ့ဒီရေပန်းရွှေတွေကိုအိန္ဒိယနဲ့ရောင်းနေဆိုင်နေမှာဝဲခဲ့လိုက်တော့လေကြောက်ကြီးကပါဇက်ဘက်ကိုလာခဲ့တဲ့လမ်းမှာလဲတောင်ဆောင်တစ်ခုကူတဲ့ကရတိတစ်ပါးမှာဖျားသွားတော့အဆက်ရှိတယ်လို့ပြောတာနဲ့အဲ့ဒီခုအတွင်းကိုချင်းချင်းကြက်ကြက်နဲ့ဝင်ခဲ့ရပါသေးတယ်တတိကကြတော့သွားတော့လက်နဲ့ကင်ပြီးခလန်းလန်းအပြတ်တော့ဗောတခြားကိုယ်တိုင်ကင်ပြရပြီးတော့ ဖူးပြစေလို့တောင်းဝင်မဲ့ရတဲ့ရဟဲ့တကားရဲ့လက်နဲ့မကင်ကောင်းဘူးငရေကြီးတဲ့တင်ခဝီဝီကနေဖူးတာပေါ့အဲ့ဒါဆိုရတဲ့ရတော့ငရေမကြည့်ဘူးလားဩရတဲ့ဆိုတာစင်ကြဲတဲ့ဒူရောကောင်းနေဟဲ့ဘယ်တော့မှငရေမကြည့်ဘူးမင်းတို့လူတွေလို့မဟုတ်ဘူးအဲ့ဒါနဲ့ကျွန်တော်လည်းပြန်မပြောပဲအခွင့်ရသမျှတခြားသောစူးစိုက်ကြည့်နေလိုက်ပြင်မယ်လို့အဲ့ဒီသွားတော့အတွင်းကဘာရှိတယ်ဆိုတော့မသိရခဲ့ပါဘူးအပြင်ပုံစံကကြတော့ secret ဘူးတွေကငွေရောင်ပြားကိုကတ်ထားလို့မြင်တွေ့ရခဲ့တယ် ဒါကြောင့်လည်းရသေရှိရအလူခံပတ်စံအွက်ထဲကိုပတ်စံတပြားတစ်ချက်မှမထည့်ပဲခတ်တောက်တုတ်ပြန်ထွက်ခဲ့တယ်။ဒီလိုနဲ့ကြိုက်ထီးရုံတောင်မုဆိုးတောင်စတဲ့နေရာတွေကိုအေဂျင့်ပြောမျိုးဆိုခုနှစ်ညကြာလေပတ်ခဲ့ပါတယ်။အဲ့ဒါပြီးမှပဲပြန်ဆင်းခဲ့ကြတယ်။အပြန်လမ်းမှာအင်ဝါစခန်းကိုရောက်ကြပြန်တော့ထွန်းမောင်ရဲ့အဖြစ်ကိုသိချင်းမေးမြန်းနေတာနဲ့ကျွန်တော်က foreign နဲ့ခွဲပြီးတော့ပထမအတင်းငယ်ဘက်ကိုသွားခဲ့တယ်။တင်းငယ်ကကျွန်တော်တို့ပထမတွေ့ခဲ့လို့ စောက်ချပစ္စည်းနေတာမဟုတ်တော့ပဲအမိုးကာနဲ့တိုက်ရကောင်းမွန်နေတော့တွေ့မြင်ရပါတယ်။ခေါင်းရင်ခန်းကလေးမှာအတန်အုံမင်းနေပြီဖြစ်တဲ့အဖိုးအုံနဲ့အဖွားအုံနှစ်ယောက်ဗတိစိတ်ပြီးတော့နေနေကြတယ်။ချင်းရင်ပိုင်းမှာတော့မြေခွက်မီးဖို့တခုမှလဖြစ်ရေကရနဲ့ယူနစ်ကြိုတောင်နေတဲ့73နဲ့74နဲ့အေးပဲမင်းကလေးကိုမြင်ရပြီးသူ့အနီးမှာတော့၃လေးနှစ်လောက်ရှိတဲ့ယောက်ျားလေးတငယ်လေးတယောက်ဘူးတီကျော်တခုကိုစားနေတာမြင်လိုက်ရတယ်။ကျွန်တော်မြင်ကြတာနဲ့အဖိုးတို့အဖွားတို့ကအလိုမောင် လာပါလာပါဘယ်ရက်ကပါလဲမောင်ဖះဖို့အသွာလားအပြန်လားလာပါလာပါထိုင်ပါသူကအလွန်ကြီးစွာသောစီနာဖြင့်အခန့်လင်း၏ဟဲ့ဖွားမင်းရင်ွေးစုပြီမဟုတ်လားနှစ်ဖက်ချခတ်ပြီးတော့ယူခဲ့ဟင်အော်ဖွားမင်းဟဲ့ဟိုထညက်ကလေးရှိသေးမဟုတ်လားတခါတည်းထဲခဲ့ဟင်ကဲတောက်ပါစားပါမောင်ရဲ့ထပ်ပြီးအဖိုးကြီးရနေပြီးတော့လေမမီးကဖះဖို့မဟုတ်လားဟုတ်ပါတယ်အဖိုးရဲ့ကျွန်တော်ကလွန်ခဲ့တဲ့9ရက်လောက်ကတက်သွားပါလေ ုခုမှပြန်လာခဲ့တာပါအဲ့ဒီတတော်နေရကျွန်တော်တငင်းတယောက်ဒီထဲမှာကျန်ရတယ်အဲ့ဒါအခုသူပဲသွားလဲလို့မေးချင်လို့ဝင်လာတာပါအဖိုးရဲ့ထိုအခါအဖိုးကြီးနဲ့အမေကြီးကငေါခနေတပိုင်းနဲ့ဆန့်၍မောင်ထုံးမောင်ကိုမေးတာမဟုတ်လားဟုတ်ပါရဲ့ခင်ဗျာအော်မောင်ကမောင်ထုံးမောင်ရဲ့တငင်းချင်းလားဒါဖြစ်မောင်လည်းသူတော်ကောင်းပေါ့အေးအေးမောင်ထုံးမောင်ရဲ့ခုမနေ့ပဲရေကောင်ကိုပြန်သွားပြီး သူတို့ကြောင်းတရမယ်ဆိုကိုကွပြောလိုက်ပြစီအောင်မောင်ရဲ့ဒီလိုသူတို့ကောင်းမျိုးရှိတာအဖွားတို့အခုအသက်80ရှိပြီကြားပဲမကြားဘူးပါမောင်ရဲ့မောင်ထွန်းမောင်ဖေးရောက်လိုက်မလားပဲဒီကပြန်တော့ပေါ့ပြောပါအောင်အဖွားရဲ့ပြောပါပြီလားမောင်ရဲ့ဒီလိုကွငါတို့ကအဲဟိုကျိတ်ထူကိုသွားတဲ့လမ်းသားမှာရှိတဲ့မိသွေးကုန်းရွာကပါအဖွားတို့မှာသမီးတယောက်ထဲရှိတယ် သူအိမ်တော်ကြားလို့တာသမီလေးယောက်ရပြီးတော့လွန်ခဲ့တဲ့၃နှစ်လောက်ကပဲ သူခင်မအနှိမ့်စာရောက်တယ်။သူကိုယ်တိုင်လည်းမနှစ်ကဆုံးပြန်ပါရော။တာသမီလေးယောက်အနက်ကနှစ်ယောက်သာအဖက်တင်နေကွ။ဟောအခုမြင်တာက အကြီးဆုံးနဲ့အငယ်ဆုံးပေါ့။ဒီကလေးနှစ်ယောက်ကိုငါတို့ပဲမွေးရတော့တာပေါ့။ငါတို့ကလည်းအိုအိုမင်းမင်းသူတို့ကလည်းလူလာမမြောက်သေး။ပတ်ဆက်ကြီးဝင်ကလည်းမပြေဆုံး။တူတူပြကြဆုံးကြီးရဲ့ငါတို့ထမင်းရမမှန်မစားရတာကြပါပြီ။ အဲ့ဒါအခုဖះဖူးများလာတဲ့အချိန်ဒီအင်းဝစခန်းမှာတဲကလေးထိုးပြီးခွားမေကိုပဲဘူးတိကျော်ကလေးကျော်ပြီးရောင်းစီရတာပဲအဲ့ဒါနဲ့လေထမင်းရဲ့မမမဆားရပါဘူးကံများဆိုကျင်တော့လွန်ခဲ့တဲ့2လ3လကစပြီး ဟောမောင်ဖိုးကြီးဟာ လူကလည်းအို အစာရေစားလည်းဝလျောင်းလည်းမဆားရတော့လဲပါလီရောမောင်ကြီးနောက်စရဲလောက်ကအဖျားဝင်ပြီးသတိမရတစ်ချက်ရတစ်ချက်နေပါရောအဲဟို မောင်ထိုးမောင်ရောက်တဲ့နေ့ကမြုံမျောပဲရှိတော့တယ်။အဖွားကိုတိုင်းလည်းမောင်ဖိုးလိုပဲအာနေပြီးလဲနေရကနှွင်းနှွင်းမှခြုံစရာအဲ့ဒီအထဲတဲကလေးကလည်းမိုးမလုံးတော့အေးမိပြီးအဖွားလည်းလဲပါရောမောင်ကြီးအဲ့ဒီလို အဖွားတို့အကျိုးကနှစ်ယောက်ကိုညီမကလေးဖွားမေးကချက်ပြိုကြည့်မွေးနေရကဟောထင်းချိုးရမှာတန်ဆုလို့တဲ့တခါတည်းငန်းနေမန်းနေလိုက်ပြီးပြီးတယ်လို့မောင်ထိုးမောင်ရောက်တဲ့နေ့က ခြေထောက်မြောက်ပြီးအော်နေရတာပဲအဲ့ဒီမောင်ထုံးမောင်လာကြည့်တော့ငါတို့ထမင်းရေစာမဆရတာနှစ်ရက်တိတိရှိနေပြီမောင်ရဲ့တေဘူးအစင်သိမဲ့ဆိုပါတော့ဟောဟိုမြင်းငယ်ကတော့ကလေးကိုအဲဟိုဆိုင်းစုမှာသွားပြီးတောင်းရစားတဲ့အဲ့ဒီလိုငါတို့ကတေဖို့အနေမှာ မောက်တင်ငင်းချင်းမြင်တော့မေးတံကို ကြားပါရဲ့ငါတို့လူအုံးနှစ်ယောက်ကတော့စကားမပြောင်းနိုင်တော့ဘူးဖွားမေကသာ အော်အငိုရက်ပြီးပြန်ပြောတံကိုကြားလိုက်ရတယ်။အဲ့ဒါကနေမောင်ထွန်းမောင်ဟာ ပထမအဖိုးကြီးပါဇက်ထည့်ကို ရေးချပေးတယ်။နောက်နည်းနည်းလှုပ်လာတော့ဟိုဆိုင်စုမှာလက်ဖက်ရည်ကော်ဖီရည်ရင်းနှွေးစားစရာတွေဝယ်လာပြီးကော်ဖီနင်းနှွေးကလေးကိုအဆက်ချပြီးတိုက်ပေးရတယ်။အဖွားကိုလည်းအဲ့ဒီလိုပဲ။ဖွားမီကိုလည်းအနာကိုရေးစေးပြီးဖောက်ဆေးထည့်လောက်တာနဲ့မောင်ရဲ့တနာရီလောက်မှာပဲတက်တာသွားပါတယ်။ အမှန်ကတော့ငါတို့တစုလုံးအစားအသောက်ချွတ်တယ်လို့ငတ်လို့ဖြစ်ရတာကလားကွယ်ငါတို့တော့အရေလောက်တာတောက်နိုင်ကြပါတယ်ဖွားမေးတို့မောင်နှမနှစ်ယောက်ကတော့ဖျားတာမဟုတ်ဘူးအဲ့ဒါကို မောင်ထွန်းမောင်ရဲ့သူ့လွယ်ရည်ထဲကပါမုတ်ငါးတစ်တားတွေတခါလေးထုတ်ကြွေတယ်ငငန်းနဲ့စားလိုက်ရတာမောင်ရဲ့အဖွားတို့လည်းဘေးကကြည့်ရတာအားရဝမ်းသာတာနဲ့အပြည့်လာကြတာပဲအဲ့ဒါသူကိုယ်တိုင်ငါတို့ကိုစေးတိုက်ပြုစုတယ်ပြီး စံစီစာချက်တုံးမယုတ်အစုံဝဲပြီးချက်တွေးရှာတယ်။ဖွားမေကိုလည်းအညွန်မိမှဆုလို့တဲ့တော့မိဘုံနာတာမလားစီရဘူး။ပြီးတော့ဟောတဲကလေးကိုလည်းကြည်ပါဦး။အခုတော့တသက်ရရပေါ့။မောင်ထုံးမောင်ရောက်စားကအမိုးကလည်းမလုံးအကာရီကလည်းပြက်ကြနေတယ်။လေပြင်းပြင်းတိုင်ရင်မခံနိုင်ဘူး။အဲ့ဒီလိုအနေမှာမောင်ထုံးမောင်ရောက်လို့နှစ်ရက်အကြာမှာနှင်းမှုရွာချလို့မောင်ထုံးမောင်မကျဲငါတို့အကုန်လုံးရွှေ့ရော့ဆိုပါတော့ မောင်ထုံးမှာမလုပ်တယ်လဲသိလားအနီနာကဆိုင်စုအိစုမှာတက်ကဲတို့ထယန်းတို့သူကိုယ်တိုင်သွားဝယ်ပြီးကိုယ်တိုင်မိုးကပေးခဲ့တယ်မောင်ရဲ့စကားပြောနေရင်မဲ့ဖွားကစကားကိုဖြက်လက်ကိုအထက်မြောက်ကြည့်ပြီးဖခင်တကြတော့တပည့်တော်မရဲ့မြေကြီး မောင်ထုံးမှာကျမ်းမာချမ်းသာပါစေခလုံးမထီဆုမညီပါစေနဲ့ရေလိုအေးလိုပန်းလိုမွေးပါစေဖွားကအဲ့လိုဆိုလိုက်ပြီးမြေဆန်းဆန်းနဲ့ရှကိုးဆူတောင်းလိုက်တယ် ကျွန်တော်တို့ပတ်လည်မှာရှိနေတဲ့သူတွေကိုများမိနေလာအောင်မရတယ်။နည်းနည်းကြတော့မှဆက်ပြီး။မတို့မိုးတွေဆိုလို့အေးကြချမ်းကြတော့မောင်းတငယ်ကြီးဖရာလောင်းကြီးကဟောသူ့မှာပါတဲ့အင်ကြီးတွေပစိုးရေမျက်နှာတို့ဘဝတော်မကြံဘူး။အဲ့ဒါတွေနဲ့တခါတည်းငါတို့လေးရကိုပတ်ရန်ခြုံရန်ပေးတာပဲ။မိဘကသားသမီးကိုပြုစုတယ်လို့ပါပဲမောင်ရဲ့။သူကိုယ်တိုင်ကတော့စွတ်ကြယ်ကလေးနဲ့သာနေတယ်။အောင်မေဟောမောင်းတငယ်ချင်းက တတိကလည်းကောင်းသလားကွယ်မိုးကြီးပဲမဲ့သူမချမ်းဘူးတဲ့ပြီးတော့လူကြည့်တော့လုံးရတန်တန်ရဲ့နို့ပဲမဲ့သူအသားတွေကတန်ခဲလို့ပါကလားကွယ်ဟောနေကမှာဖွားမေလိုမောင်နှမနှစ်ယောက်သူ့လက်မောင်းသားကြီးတွေကိုထုတ်ထုံပြရတယ်မောင်နှမနှစ်ယောက်ကလည်းသူ့လက်မောင်းကြီးကိုစီစီပြီးကစားကြတာပဲအင်မတန်ကြောကြတာပေါ့ဒီတန်ငယ်ဟာလူထုပါကွယ်တန်ကတန်ပါပြီနဲ့ဖရာလောင်များ စင်မြောင်၅စီးဆယ်စီးအားဆောင်းနိုင်တယ်ဆိုတာပဲထင်မရဲ့ကွယ်။နောက်တနေ့မနေ့စောစောဟိုအနာခဏသွားအောင်မဲဆိုပြီးထွက်သွားလိုက်တာညနေမှပြန်လာတယ်။ဒုဒတွေဆိုတာတနေ့ခင်းလုံးသူ့ကိုထမင်းစားဆောင်နေကြတယ်။အနီးအနားတွေလိုက်ချကြတယ်။အဲ့ဒီအမနဲ့ငါတို့ထမင်းမစားဖြစ်ကြဘူး။ညနေကြာလို့ပြန်လာတော့မှသိရတာကလက်ဆက်သက်တော့သူ့ဟိုစိတ်ထူကိုသွားတာကိုမောင်ရဲ့ဟဲ့ဖွားမေနင့်ကိုကြီးဝယ်ပေးခဲ့တဲ့အဝတ်အစားတွေယူကစား ကိုင်မောင်ရင်ကြည့်တော့ငါတို့ကိုတူဝဲလာတာတွေအဲ့ဒီအခါမှာအဖိုးကြီးကအထုပ်ကြီးတက်တော့ကိုကောက်ယူပြီးဟောတာတာကြုတ်တော့မောင်ရဲ့မောင်ကိုပြရအောင်မယ်ဆိုပြီးအထုပ်ကိုပြပြပဲနေအထုပ်ပေါ်ကလည်းကျိုးစေအောင်အပတ်ပေါင်းခါကနဲ့ရက်ပက်ထားတယ်ကျိုးတွေကုန်းတဲ့အခါမှာတော့ပစိုးအောင်တစ်ထက်နောက်ပိတ်စားဖြူတစ်ထက်နောက်စစ်ကူသုံးလေးတဲ့အလွန်တေချာတာထုတ်ထားတာကိုတွေ့လေရတယ်နောက်ဆုံးထက်ကုံကမှလုံချီအညိုရောင် အတွင်းငန်တစ်ထဲအပေါင်းကြီးတစ်ထဲကောင်းပေါင်းဘဝတစ်ထဲပခုံးနဲ့မိစ္ဆာပြုတစ်ထဲတို့ထွက်လာခဲ့တယ်။အဲ့ဒီဝဲလေးတွေကိုဖိုးကြီးကရူးရဲရတမျက်တနှုံးနဲ့ခံလိုက်ပြီးအဲ့ဒါကျုံကြီးရဲ့ကုသိုလ်တွေပဲမောင်ရဲ့ကျုပ်ဘိုးဘဒီလိုမပေးခဲ့ဘူးပါဘူးကျုပ်သားသမီးတွေလည်းမပေးခဲ့ဘူးတလို့ပဲကိုယ်တိုင်လည်းဝယ်ပြီးမွေးနိုင်ခဲ့ဘူးဒီဝဲလေးတွေကိုကျုပ်ဘာလို့မလဲသိလားဘုဘုံနေတိုင်းမှာဝယ်ပြီး ဥပုပ်ဆောင်မယ်အခုစိတ်ကူးထားတာကတော့ကြုံကြီးလေးဒီထက်ကုသိုလ်တွေပွားအောင်ဒီတိုင်းချက်ပါသေးလားဆောင်းအောင်မီတူပက်တွေနဲ့ရုတ်ထုတ်တော့မယ်ကျုပ်တည်တဲ့အခါဒီဝက်တွေကိုကျုပ်တို့ရဲ့ဆရာဘုန်းကြီးကိုလှူလိုက်ဖို့မှာပြပါပြီမောင်ရဲ့အဖွားကြီးကလည်းသူ့ဝက်စားတွေကိုပြရပြီကျုပ်လည်းပဲမာဖို့အတိုင်းဆုံးဖြတ်ပြီးပါပြီဖွားမေကလည်းသူ့ထုတ်ကိုအားရပါးရဖြေပြပါရဲ့ ဘိုးသားလုံးကြီးအင်ကြီးဘီမှန်နေနဲ့မင်းကလေးသုံးဆောင်အစင်တသားတွေကိုတွေ့ရပါတော့တယ်။အဲ့ဒါတွေကိုကျမကိုကြီးဝယ်ပေးခဲ့တာရှင်။ဂျေဆုတင်လိုက်တာကိုကြီးရဲ့။ကျမလေညာတိုင်းညာတိုင်းအိတ်ခန်းတွေကိုဥသုံးကျင်ချပါတယ်။ကိုကြီးလည်းပြန်သွားပြီ။တဲ့အိတ်အောင်းမိတာပဲ။ဆိုပြီးမြေကြီးလည်းနေရှာတယ်။နာမှာအမရဲ့မျက်နှာကိုစိုက်ကြည့်နေတဲ့မောင်လေးကလည်းမဲတက်တက်ဖြစ်သွားခဲ့တယ်။အဲဒီအခါအဖွာရဲ့ကပြန်ပြီး အဲ့ဒါနဲ့သူအပြုစုကောင်းတာနဲ့ငါတို့အတော်တန်ထူထောင်လာကြတာပါပဲသူနေလို့၄၅ရက်ရှိတော့ငါတို့လဲมาပါပြီမင်းဖီးယားကိုတွားဖို့ဟာတော်တော်လေးလို့ပြောတော့အဖွားရဲ့တဲ့ဖီးယားကိုတွားဖို့ရာထက်ဖီးယားစကားနားထောင်တာပိုပြီးကုသိုလ်ရတယ်တဲ့ပြီးတော့လဲဖီးယားတွားဖို့အချိန်မရှိတော့ဘူးကျောင်းဖွင့်မိအောင်ပြန်ရမယ်တဲ့သူဖီးယားမှာရွှေချဖို့ပန်းလို့ဖို့ရင်းလို့ဖို့မှန်းခဲ့တဲ့အတွက်ငွေကိုလဲ အဖွားတို့ကိုပဲလှူခဲ့မယ်ဆိုပြီးငွေတင်းကားပြ30ကျပ်တိတိငါတို့ကိုပေးသွားတယ်အခုငါတို့အသက်80ရှိပြီကိုပိုင်အဖြစ်နဲ့တစ်ခါမှငွေ30ကျပ်ပြီးအောင်မကင်ခဲ့ဘူးဘူးဒီလိုလူမျိုးတွေးဖို့ဖို့ထားလို့ကြားတော်မကြားဘူးပါဘူးကွယ်ဟောမောင်အဖိုးကဖြင့်လူမဟုတ်ဘူးနဲ့တကြများ လူရောင်ဆောင်တာလားလို့အခုထက်တိဆွေးနေတော့မယ်ပြီးတော့အဖိုးကြီးကထပ်ဝင်ပြောပြန်တယ်ဟဲ့မဲတော့က ခုဒီမောင်ရင်ကသူ့တငယ်ချင်းမှဆိုလို့တာငါနေလိုက်ရရဲ့ငါတော့ဤကဏ္ဍနဲ့တကြားပဲလို့ဆွဲလန့်နေတော့မယ်ကြည်လေငါလကားပြောတာမဟုတ်ဘူးငါတို့ဆရာဘုန်းကြီးဟောဘူးတယ်ဟဲ့တကားကြီးဖူခွေးတဲ့ငါဘာဒီလာမြဲပြီမေတ္တာပို့ပြီးဤတိပြီးတော့ဂုံတော်ကိုတနေ့ကအနည်းဆုံး၁၀ပဲရအောင်စိတ်တဲ့အကျဉ်းအကျဉ်းနဲ့တွေ့ရင်လည်းတရားမြတ်လာပြီကဲမတတ်တဲ့ အဲ့ဒါနဲ့လုံခဲ့တဲ့15နှစ်လောက်ကစပြီးဘုံကြီးစကားအတိုင်းစောင့်ထင်းနေတာပရိမမှဆိတ်ခဲ့တာညီးတီပဲမဟုတ်လားအဲဟိုနီကငါပက်လက်ကလေးမြှောက်နေတော့ဆရာဘုံကြီးရဲ့အဆုံးမနဲ့ဂုံတော်ကိုတတိယပြီးဂုံတော်နှလုံးတွင်းနေတယ်လေတော်တော်ကြာတော့ဗဇက်ပေါ်ရေးစက်ကြလာတော့လားဖြင့်ဟင်းဒီကြားမင်းငါ့ကိုရေးစင်းလာဖြန်းပေါ်လို့ငါယုံကြည်လိုက်တယ်လူပုံတရံနဲ့တောက်ပြောင်အေးဂျီနီရဲ့မျက်နှာလေးကိုငါမြင်ရတယ် ဟဲ့မဲ့တော့လူရူးရူးကဒီလောက်တောင်ကောင်းနိုင်မှာမလားဟဲ့လူမမလေးရောက်ကိုစိတ်ကူပေးပြစုပေးကျွေးမွေးပေးရဲ့အပြင်ဝယ်စားတွေပါပေးလိုက်သေးတယ်အိမ်ကိုလည်းလုံလုံခြုံခြုံဖြစ်အောင်မိုးကပေးပြီးတော့ငွေ30ကျပ်ရက်မာကြီးကိုပေးတာဟာလူရူးရူးဟုတ်နိုင်မှာမလားဟဲ့တို့ဆရာဘုန်းကြီးပြောဘူးတယ်နဲ့တရားမြလူရောင်ဆောင်းလာရင်ပြေးမထွက်ဘူးမျက်တောင်မခတ်ဘူးတဲ့အဲ့ဒါနဲ့ငါဖြင့် မောက်ထုံးမောင်ရဲ့ရိတ်ထွက်တာမျက်တောင်ခက်တာမမြင်မိဘူးဟဲ့ပြီးတော့ရုပ်ကြီးကလည်းတက်မာပြီးတဲ့ငါဖြင့်ဒီလိုချောလှတဲ့ယောက်ျားလေးကိုမြင်မှုပေါ့ဗျာအိုးကိုဖိုးခွေးကလည်းလူတော့လူစစ်ပါတော့လူရိုးရိုးမဟုတ်တာတော့အမှန်ပဲအေကနာအလောင်းအလျာတခုခုတော့ဖြစ်မှာပဲ။ကိုင်မောင်ရဲ့မောင်ထွန်းမောင်ရဲ့တငယ်ချင်းဆိုရင်ဖြင့်အဖွားတို့တဲမှာတညလောက်တဲပါအောင်မောင်ရဲ့သူ့ငွေတွေကအလှူအပြူးပြီး ထမင်းတနတ်တော့ကျွေးလိုက်ပြရစီတန်ရတော့ဆွန်းကျွေးဖို့တော့ငွေ၅ကျပ်ဥချပြီးဖယ်ထားပြီးပါပြီအဲ့ဒါနဲ့ကျွန်တော်လည်းအလွန်ပီတိဖြစ်မိပြီးတညာတဲ့ကိုဝန်ခံလိုက်ပါတယ်ညရဝင်တဲ့အခါကျွန်တော်မှစဉ်းစားခန်းနေပေါ်လာခဲ့ပါတော့တယ်အင်းထမောင်ကြီးရတော့ဖြင့်ဖျားဖူးရချိုနဲ့လေပြီထမောင်အကူတို့ငါအားကြလာပါတယ်ငါချဘူးတာကတော့မြတ်စွာဘုရားရှိခိုးတဲ့ တော်နယ်ရဟန်းနှစ်ပါးဖះကိုဖူးမြော်လာကြတဲ့လမ်းခီးမှာရင်ငန်းနေတော့ရေတောက်ကြမယ်ဆိုတော့ရေဆက်မပါတဲ့တပါတော်ရဟန်းကမြတ်စွာဘုရားရေဆက်နဲ့မှ ရေတောက်ရမယ်လို့ပြညတ်ထားတယ်။ယခုရေဆက်မရှိခဲ့ဖះကိုကြီးညိုသည်ဆိုတော့မှဖះကနားထောင်မှကြီးညိုရောက်တာမဟုတ်ပါဘူး။ဒါကြောင့်ရေမတောက်ဖဲအသက်သေးသေးတော့အဖြစ်ဆုံးဖြတ်လိုက်တယ်။ တပါးတော့ဖះဆိုဒီကအလွန်မြင်ရခဲ့တယ်။ရေတောက်ပြီးအသက်ရှင်၍ဖះကိုဖူးမြင်အံ့ဟုဆုံးဖြတ်လိုက်ပါတယ်။ပထမယဟန်ကတော့လမ်းမှာပြန်လုံတော့မူခဲ့ပြီးတော့ဒုတိယယဟန်ကတော့ဖះထံရောက်၍အပြည့်ပြည့်ကိုပြန်လည်လျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားဖះစကားနားထောင်ပြီးလမ်းမှာအသေးခံတဲ့ယဟန်ကိုသာချီးမွမ်းတော်မူတဲ့အခုလဲငါတို့နှစ်ယောက်ကသူတို့ပုံစံနဲ့တူလီစွာငါမှာတော့ကြိုက်ထီးဖះကိုရောက်ပါရဲ့ရောက်တော့ဘာလုပ်လဲ။ ဖះကိုပစိန်ပေါက်ရှခိုးတယ်။နားပတ်လေးအစူညံနဲ့အယုံဆိုင်လို့ရှခိုးမရခဲ့။အဲနောက်မှာလဲတငယ်ချင်းတွေနဲ့ရှောက်လဲပြောခဲ့ကြတယ်။ဟာတိုက်တခြင်းဆိုဖဲကစားအရာရည်နဲ့အချိန်ကုန်နေရပဲ။အခုထွန်းမအောင်အားကြလို့အဖိုးကြီးဖွားကြီးတို့ပတ်စံပေးခြင်းလို့ကြည့်တော့လဲကနဲ့ယထာကပဲကျန်းတော့တယ်။ပတ်စံတပြားမှမပူတော့။ဟိုကုန်းတော်မှာတော့ကထို့လူစုမြေလက်ကအပြုစုတစုနဲ့တွေ့လို့အလွမ်းတင်ပြီးပိုးပန်းပြီးဟိုဆိုင်အဲ့ခံလိုက်ဒီဆိုင်အဲ့ခံလိုက်နဲ့၃လရဲ့ ထို့လူသူအချိန်ဖြုံးလိုက်တာဖះလူကိုမှန်းထားတဲ့အထက်ကသုံးပုံနှစ်ပုံလောက်ပါသွားတော့ရပြီအဲ့ဒီပတ်စံနေကိုငါခုနှမျောလိုက်တာငါဖះခုတာမမေရရအချို့ပါမှ မတင်ပါလားနှက်ကြောရသေးရသေးမှခိုးသူတော်မေတီလာပန်းတယ်ရေတဲ့အချို့တို့စိတ်မကြိမ်မနဲ့လဲပက်ပြောရှင်ဒါရင်းနဲ့တော့အချိန်ကုန်နေအင်းခုငါတို့ပြီးမှရနာသုံးပါးကိုအကြောင်းပြပြီးလောက်ကြတဲ့ပွဲမျိုးမျိုးတွေကိုတတိယလိုက်ပါပြီ။ ငါဖះရောက်ရောက်တော့လဲဖះကနားထောင်နဲ့မောင်ထုံးမောင်ရဲ့ကုသိုလ်မျိုးဘယ်မှာမိနိုင်မလဲမနေ့မှတော့ကျွန်တော်ပြန်တော့မယ်လို့နှုတ်ဆက်လိုက်တဲ့အခါအဖိုးကြီးကအေးအေးပြန်အောင်တော့မောင်ရဲ့မောင်တို့အချမ်းမှချမ်းသာပါစေဆိုတာအဖိုးစုတောင်းပါတယ်မောင်ထုံးမောင်ကိုပြောပါတူဝယ်ပြီးခဲ့တဲ့ဝက်စားတို့ကိုဘိုးဘလိုစီမံထားတယ်ဆိုတာအေးအေးသွားတော့မောင်ရေဖုန်းကြည့်ပါစေလက်ရှိပါစေကွယ် ဖွားကြီးကလည်းသွားတော့မောင်ကြီးသွားတော့အဖွားတို့မတင်ခင်မောင်ထုံးမောင်ကိုတခါတော့လာတွေ့ခြင်းသေးတယ်ကွယ်မုံမကြခင် အဖွားတို့ကျမ်းမာရေးဖြင့်ရန်ကုန်ကိုဖျားဖူးလာခဲ့မယ်လို့ပြောလိုက်ပါမောင်ရဲ့အခုအဖွားတို့နှစ်ယောက်တေးတဲ့အထိရှစ်ပါးဒီလားဆောင်းဖို့တစ္ဆာအတိတ်တန်ပြုတ်ပြီးတဲ့အကြောင်းပြောပါလေကွယ်အေးသွားတော့မြည်ရေသွားတော့ထို့နောက်ဖွားမေရလည်းအကိုကြီးထုံးမောင်ကိုလက်ဆောင်ပေးလိုက်ပြစီဟောရာကကြိုက်ချီရောတောင်ဖြစ်ဝါစေတံ ဒါကတစ်ခွပန်းကြောက်တစ်ခုဟောတာကကျမအရင်ဖျားတော့ကဖျက်ထားတဲ့ဆန်စုအဲ့ဒီဆန်စုတွေကတဝက်ခွဲပြီးဖျားလူပါတဝက်ကိုကိုကြီးတင်ယူထားပါလို့ပြောပါကျမမသေးခင်တက်ခေါက်တော့ရအောင်လာပါမယ်လို့လည်းပြောပါသူ့လိပ်စာကိုကျမတောင်းထားလိုက်တယ်ပြီးတော့ရှစ်ခိုးလက်ဆောင်လေးပေးလိုက်ပြစီအော်ခုနေကိုကြီးကရန်ကုန်ပဲစီမှာလဲကျွန်တော်ကရန်ကုန်ရှိရာနေရာကိုညွှန်ပြလိုက်တဲ့အခါဖွားမေယာထပ်ပန်းအဝက်တထဲကိုတင်ပြီး ရန်ကုန်ထွန်းမောင်ရှိရာဘက်ကိုရိုရိုသေးနဲ့လှည့်ပြီးဦးသုံးကျင်းချပြီးတဲ့နောက်ကိုကြီးကိုဦးသုံးကျင်းကြောလိုက်ပါတယ်။ဆိုပြီးဦးသုံးကျင်းချလိုက်တော့လေအဲ့ဒီအခါကလေးမအမေတွေကစီကြလာပြန်တယ်။ကျွန်တော်လည်းအဲ့ဒီနေရာနဲ့ခြေလေးလေးနဲ့ထွက်ခွာခဲ့ပြီးဖွားမေတို့မောင်နှမကတော့ကျွန်တော်လွယ်လေးကိုယူခဲ့ပြီးလက်စိတ်အထိလိုက်ပို့ခဲ့ကြပါတယ်။လဲရတဲ့နဲ့လိန်သွားတဲ့အခါဖွားမေတို့မောင်နှမနှစ်ယောက်ကမျက်နှာငယ်လေးနဲ့ငေးမြော်ပြီး ကျင်းခဲ့ကြပါတော့တယ်ကျွန်တော်ကထွန်းမောင်ခန့်ကိုဝင်ခဲ့ပြီးထွန်းမောင်ကဘလို့မင်းပြန်လာပြီလားမင်းဖျားဖူးခဲ့ရတာတို့အမျှဝေပါဘူးကွယ်မတရားပါနဲ့ကွယ်ငါမှအမျှဝေလေရာစစနနဘာတစ်ခုမှမပါလာအောင်ဟေးမင်းเจ้าနေကကြားခဲ့ပြီးပြီးတိခဲ့ပြီးမင်းကုတို့အင်မတန်ထူးမြတ်တာပဲငါ့ကိုအမျှဝေစမ်းမတငယ်ချင်းရယ်ဖျားရောက်တဲ့လူကလမ်းကပြန်ခဲ့တဲ့လူကိုအမျှဝေခိမ့်နေသလားကွယ်မင်းကလည်းယူကြောင်ကြောင်နဲ့ ငါမရွေးဘူးငါတကယ်ပြောတာငါကြိုက်ထီးရွေးဆိုတော့ဇေဒီနာတော့ရောက်ခဲ့တာမှန်ပါလေနိုဝင်ဘာမင်းကတော့တမ္မာတမ္ဗုဒ္ဓဖះဆက်ကိုရောက်ခဲ့တယ်လို့ဆိုရမယ်ဒါကြောင့်ငါ့ကိုအမျှဝေပါကွယ်အေးမင်းစာကလေးပါကလေးကြည့်ဖူးတမ်းဟုတ်လားငါကအမျှဝေမှမင်းရနိုင်တာမဟုတ်ဘူးမင်းဝမ်းမြောက်ကြောင်ကိုဘာသာကိုဓာတုခေါ်နေတယ်လို့ကုတူရတာပဲကွယ်အဲ့ဒါငါသိပါတယ်။ဘာဖြစ်ဖြစ်မင်းပါးကမြတ်စွာဘုရားကိုငါကြားခြင်းနဲ့ငါတာရုခေါ်ခြင်းနဲ့ စင်ကြင်စင်းလေးတွေလုံးနေပါနဲ့ကွယ်ငါချင်းညွန်းလုံးလို့ပါမင်းမဆက်နဲ့အမြဝေးပေးစမ်းပါကဲဒါဖြင့်လဲအမြဆိုတော့အဖိုးပါက ကိုဆုလို့တယ်ငါကတော့အဖိုးတွေအဖွဲတွေလုံးမနေပါဘူးငါကုသူအကုန်လုံးကိုပဲပေးပါတယ်ဗျာအကုန်လုံးကိုယူပါလေတော့အဲ့ဒီခါကျွန်တော်ကနေတာတို့လေးလေးနဲ့ခေါ်ပြီးမှမင်းကငါကျေးဇူးတင်တာတခုရှိသေးရဲ့ဗာလဲမင်းကငါ့ကိုဖျားဖူးနီးနီးကောင်းနီးမွန်တခုကိုတင်ပေးတဲ့အတွက်ပေါ့ အဆုံးထိအချိန်ပေးပြီးနားထောင်ပြီးခဲ့ကြလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုကျမတို့ရဲ့ဝတ္ထုလေးလည်းပြီးဆုံးသွားပြီဆိုတော့ကျမကနေဒီဝတ္ထုရဲ့အဓိကဆိုလိုရင်းလေးကိုပြပြပေးသွားပါမယ်နော်။ဒီဝတ္ထုလေးဟာဆိုရပြင်ဘီထက်တန်းချောင်းသာဥပိုကြားနဲ့ဆံပြားပြရရှိတဲ့မောင်ထွန်းမောင်တို့ရဲ့တိုက်ထီးကိုဖျားဘူးသွားရင်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုပြပြနေတဲ့ပုံစံနဲ့ရှင်းဆက်သွားတာပေါ့နော်။ဒီဝတ္ထုအစာပိုင်းမှာဆိုရင်မောင်ထွန်းမောင်ကလူ့ကွာကပြွာကြက်တဲ့သူဖြစ်ပြီးစာရေးသူကတော့ဘုရားတရားလိုက်စားတဲ့သူဖြစ်ရည်ွက်ထားပါတယ်။ ရားကိုသွားတဲ့လမ်းမှာတော့ဖရားကိုဗန်းပြပြီးခါတော်မီလောက်ကိုင်စားတော့နေကြသူတွေရဲ့ဇရိုက်တဘောတဘာဝတွေကိုသိရှိရအောင်ရေးဖွဲ့ပြီးထားပါတယ်။ဇလန်အဆုံးမှာတော့မောင်ထွန်းမောင်ရဲ့ဥပ္ပိုလ်ကြရဲ့ဇရိုက်တွေကထင်ထားတာနဲ့ဗောင်းပြင်းနေဖြစ်ပါတယ်။ဖရားစကားနားထောင်ခြင်းကဖရားပူပါခြင်းနဲ့ကုသိုလ်လေးရအကျိုးလေးပူရှိချောင်းနားလေတဘောပေါက်စီရဲ့ရေးဖွဲ့ထားပါတယ်။ ဟုတ်ကဲ့ပါအခုလိုနားထောင်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်အမားတစုံတရားပါတော်ခဲ့ရင်လည်းမေတ္တာစိတ်နဲ့ခွင့်လွှတ်ပေးဖို့တောင်းဆိုရဲဒီဝိထုလေးကိုဒီနေရာမှာလည်းဆုံးတက်ချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်